ေခက်တက်တာမအေးတော့ရင်အေးအောင်လောက်တဲ့နီလန်းလေးပဲဖြစ်ပါတယ်မိတ်ဆွေတို့ကိုလောက်တဲ့နီလန်းလေးအသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာဂယူဒီဇိုင်းကြည့်ပါဂယူဒီဇိုင်းနားထောင်ပြပါဗျာချောက်လက်တလက်နဲ့ဆော့ကက်လေးကိုဖြုတ်လိုက်မယ်ဆော့ကက်လေးကိုဖြုတ်လိုက်ပြီဆိုရင်ဒီဝါယာလေးအတွင်းပိုင်းမှာကြီးတွေကင်းညိနေတဲ့အတွက် ကျွန်တော်တို့ကော့ဘက်လေးနဲ့ပေါ့နော်ကော့ဘက်လေးကိုအချောင်းလုပ်ပြီးထိုးထိုးပေးရမှာဖြစ်ပါတယ်ဝါယာလေးကို ထိုးပြီးကြီးရထိုးပြီးသွားရတဲ့ socket လေးကိုလည်းဒီအတိုင်းပုတ်ပစ်လိုက်ပါကြီးတယ်ထွက်သွားအောင်ဖြစ်ပါတယ်ဗျ၃ချောင်းလုံးကိုပုတ်ပြီးသွားနဲ့ခုချိန်မှာ wire တွေနဲ့ပြန် join ပြီးလိုက်မယ်မိတ်ဆွေရဲ့ socket ကကောင်းနေတယ်ဆိုရင်ဒါလုပ်ပြီးသွားနဲ့တနားကြီးရေကတာပလက်ပေါက်ထိုးပြီးသွားနဲ့အေးသွားဖြစ်ပါတယ်တကယ်လို့ socket ကပြတ်နေတယ်ဆိုရင်တော့မိတ်ဆွေတို့အသက်လဲပြောင်းဖြစ်ပါတယ်ဗျဒါလေးကိုတော့ဂရုစိုက်ဖို့လိုပါတယ်ဒါလေးတွေကိုတော့တီးထားဖို့လည်းလိုပါတယ်ဗျ socket လေး join ပြီးသွားနဲ့တက်ပြလိုက်ပါပြီးရနဲ့ plug box ထိုးပြီးတနားကြီးစောင့်ပြပါ အေးသွားရင်တော့မိတ်ဆွေတို့အောင်မြင်သွားပါပြီတကယ်လို့မအေးရင်တော့အစ်စ်လည်းရမှာဖြစ်ပါတယ်ဗျာဒီလိုဗုဒ္ဓရတဲ့ဗီဒီယိုတွေအများကြီးရှစ်ဆက်တင်ပြီးတော့ဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်ရင်အသေးပေး share လုပ်သွား page လေးကို follow လေးပါလုပ်သွားပြီး